ယခုအော်တိုဘာလဆန်ပိုင်းမှာစတင်အောင်တရုတ်ငွေစီကျဆင်းလာမှုနဲ့အတူမြစ်တနာမျိုးအတွင်ဘက်ထရီဆိုင်ကယ်များဈေးနှုန်းကျဆင်းလာကတိတိတသားရောင်းအားတက်လာတယ်လို့ဘက်ထရီဆိုင်ကယ်အယောင်ဆိုင်များထံမှသိရပါတယ် ရခင်ကဘက်ထရီဆိုင်ကအသစ်စီများမှာငွေကျပ်35သိန်းနဲ့အထက်မှရှိနေပြီးဝယ်ယူအသုံးပြုနေသူများအနေဖြင့်အဆင်မပြေမှုများနဲ့ကြုံတွေ့ခဲ့ရကြောင်းယခုတရုတ်ငွေဈေးကျဆင်းမှုကြောင့်ဘက်ထရီဆိုင်ကဈေးနှုန်းများမှလည်းကျဆင်းလာကောင်းတိတိတသာရောင်းအားကောင်းနေတယ်လို့မြစ်တနာမျိုးရှိဘက်ထရီဆိုင်ကအယောင်ဆိုင်တစ်ခုမှတာဝန်ရှိသူတို့ကပြောပါတယ် အရင်ကတော့စီစည်းတွေတက်လာလို့တောင်ဘက်ထရီဆိုင်ကယ်တွေကိုဝယ်လာကြတာဒါပေမဲ့ဈေးနှုန်းက35အထက်မှာရောက်နေတော့တာမန်လူတွေအတွက်တောင်အဆင်မပြေတဲ့အခြေအနေလေးဒီတော့တပတ်ရစ်ဘိန်းလေးတွေပဲလှည့်သွားကြတယ်ဒါပေမဲ့စီစည်းတွေမတရားတက်လာတာကြောင့်ဘက်ထရီဆိုင်ကယ်ရောင်းအားတွေပြန်ကောင်းလာခဲ့တယ်အခုကြတော့ဈေးနှုန်းတွေလည်းကျဆင်းလာတော့တိတိတတားကိုလာဝယ်ကြတယ်။တလအတွင်းမှာကိုဘက်ထရီဆိုင်ကယ်ဈေးက9သိန်းကျော်6သိန်းလောက်အထိထိုးကျသွားတော့အလုံးအတွက်အဆင်ပြေသွားတယ်လို့သူကဆိုပါတယ်။ မြစ်တနာမြို့အတွင်းအသုံးပြုနေတဲ့ EV ဘက်ထရီဆိုင်ကယ်အများစုမှာတရုတ်နိုင်ငံမှတင်တွင်းလာတဲ့ဆိုင်ကယ်များဖြစ်ကောင်းတရုတ်ငွေစည်းကျဆင်းလာမှုကြောင့်သာအများပြည်သူများအတွင်းအဆင်ပြေတဲ့နှုံထားဖြင့်ဝယ်ယူနိုင်ခြင်းဖြစ်တယ်လို့မြစ်တနာမြို့ခံတူကပြောပါတယ်။ ခုတရုတ်ငွေဈေးကျလာတော့ချက်ချင်းပဲဘက်ထရီဆိုင်ကယ်ဈေးတွေကလည်းကျလာတယ်။ဒီတော့အရင်က35သိန်းကျော်သိန်း40ဈေးနှုန်းတွေကိုကြည့်ပြီးမဝယ်နိုင်တဲ့ပြည်သူတွေရဖို့အခုလိုဈေးကျလာတော့အတော်များများကဘက်ထရီဆိုင်ကယ်ဝယ်ဖို့ဖြစ်လာတယ်။ဒါကလည်း73စီဈေးတွေကကောင်းနေတော့တရက်ကိုတထောင်စီဖြည့်မဲ့အဆောင်မီတာခ900တထောင်ပဲကျတဲ့ဘက်ထရီဆိုင်ကယ်တွေပဲဝယ်လာကြတာဖြစ်ပါလေလို့သူကပြောပါတယ်။ လက်ရှိမှာမြစ်တနာမြို့မှာဘက်ထရီဆိုင်ကယ်တစည်းလင်းအမျိုးအစားနဲ့မော်ဒယ်ပေါ်မူတည်၍ကြက်၅သိန်းကျော်မှ၆သိန်းခန့်အထိဈေးနှုန်းများကျဆင်းလာပြီးတစည်းလင်းကြက်၂၉သိန်းမှ35သိန်းကျော်အထိဈေးနှုန်းများကျဆင်းလာတယ်လို့သိရပါတယ်။ယနေ့တရုတ်ငွေလဲလှယ်မှုဈေးနှုန်းများအရသရုတ်ငွေတရွမ်းလင်း958ကျပ်ဝန်းကျင်ဈေးနှုန်းပေါက်လျက်ရှိပြီးအပြင်ပေါက်ဈေးအနေဖြင့်တရွမ်းလင်း600ဝန်းကျင်အထိပေါက်ဈေးရှိတယ်လို့လည်းသိရပါတယ်။